ီနေ့ထားရွှေသေးကတော့350အထက်နဲ့ဈေးပိတ်တော့ပါတယ်အားလုံးမင်္ဂလာပါဆိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့က6ရက်နေ့ဆက်လပိုင်း2020နဲ့9ခုနှစ်ညနေပိုင်းထိုင်းရွှေသေးက350တက်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းတဲ့ဈေးက6140 ်ထိုင်းရွှေခဲတပတ်သားကိုဘန်ကောက်ထဲမှာလက်ခဏာ200ရှိပါတယ်လက်ခဏာပစ္စည်းထိုင်းရွှေခဲတပတ်သားကို6600နဲ့ပေါင်းစည်းရှိပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲတပတ်သားကိုဒီနေ့ပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မပြတ်ဘဲတပတ်သားကို6300နဲ့ပြန်ပြီးတော့လက်ခံပါပါ96.5ရာခိုင်နှုန်းရှိတဲ့လက်ဝယ်ရနိုင်စီနှုန်းတွေကတော့ဆိုင်ကရောက်နေစီက6200လက်ဝယ်ရနိုင်လက်ခါတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000အထိရှိနိုင်ပါတယ် မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထားရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကျင်းလုံးဖြစ်အောင်မှာဖြစ်ပါတယ်900ကျင်းလုံးဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို9800ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ကဘာရွှေတအောင်စာကိုဒေါ်လာ4653.53နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့တဒေါ်လာကိုထိုင်းမန်ငွေ30.39နဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်66.500ကျင်းလုံးရှိတဲ့ထိုင်းရွှေခေတ်တပတ်သားကိုမြန်မာကျပ်ငွေ89သိန်းလောက်စီနှုန်းရှိပါတယ်66.500ကျင်းလုံးရှိတဲ့ထ ိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ89သိန်း9500လောက်ဈေးနှုန်းရှိပါတယ်။လက်ဝယ်နာရဲ့ဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူး။လက်ရှိမှာတော့ထိုင်းရွှေဈေးကအနည်းငယ်အတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့လက်ခံဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာကြွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခံ105ပတ်သားတွေဝယ်မယ်ဆိုရင်လက်ခံအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုတော့မယ်ဆိုရင်တော့ရွှေတုံးကိုပဲဝယ်ဆိုထားကြပါလို့အချံပြုချင်ပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုမြန်တမ်းတင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ခင်လို့ပြီးရှင်းနိုင်ကြပါစေ။